ချင်းဆိုနေတဲ့ခင်မုံကိုမကြည့်ရလို့ရုပ်ရှင်ပြရိုက်မဲ့အင်အားကျော်စိန်ခင်မုံဖြစ်သူဟာပရင်ပပန်းနဲ့တချင်းတီဆိုဖျော်ဖြေပြီးတော့ရှာကျွေးနေရတာတွေကိုမကြည့်ရလို့ရုပ်ရှင်စကားတွေပြန်လေးရိုက်ကူးမယ်လို့ပြောလာခဲ့သူကတော့အင်အားကျော်စိန်ပဲဖြစ်ပါရီမင်းသမီးကျော်အင်အားကျော်စိန်နဲ့မင်းသားကျော်ပြည်တီဦးတို့အနုပညာရှင်ဇနီးမောင်နဲ့နေရောက်ကရုပ်ရှင်စကားတွေကိုမရိုက်တော့ဘဲရနာထားခဲ့တာပါ ဒီလိုမျိုးနုပညာလောကကနေပြက်ကွယ်နေကြတာကနှစ်ပေါင်းတော်လေးကြာခဲ့ပြီဖြစ်ပြီးဒီကြားထဲမှာပြည်သက်တွေနဲ့လည်းဆက်သွယ်ပြတ်နေကြရပါပြီ။အချိန်လေးကြောင်းတစ်ခုကြောင်းအခုလိုမျိုးဆုံးဖြတ်ချက်ကိုချခဲ့တာဆိုပေမဲ့လည်းနှစ်တွေကြာတာနဲ့များအတီးတိုင်းဆက်လက်တည်တည်ဖို့ဆိုတာခက်ခဲလာပါပြီ။တေချာသောစီဝါရေးလုပ်ငန်းတွေလည်းရှိပေမယ့်ရုပ်ရှင်ဇာတ်ကားတွေကြောင်ရတွေရှိုက်ကူးရတာလောက်တော့အနုပညာခြေဝင်ငွေမများခဲ့ပါဘူး။ဒါကြောင့်နှစ်တော်ကြာတဲ့အခါမှာတော့အင်နာအိုစီဖြစ်တဲ့မင်းသားကြီးပြည်တီဦးကပွဲတစ်ခုမှာတချင်းတီဆိုဖြတ်ပြေးရင်းနဲ့ပတ်စံပြန်ရှာနေကြရပါပြီ။အဆိုပေါ်ဝဲမှာဆိုရင်တော့ခြားသောနုပညာရှင်တွေကိုလည်းဖိ ိတ်ကြားထားခဲ့ပြီးတော့ပြည်တီဦးလိုမျိုးနုပညာလောကကပြောက်ွယ်နေတဲ့မင်းသားကပြန်နေတည်ဆိုပေးခဲ့တဲ့အတွင်းငွေကျဲသိန်းတရာစုချင်းမိခဲ့ရပါတယ်။ဒါကြောင့်ပြည်တီဦးလည်းရမ်းပျော်ရှင်သွားခဲ့ပြီးဒီပွဲမှာအားရပါးရတည်ဆိုဖျော်ဖြေပေးခဲ့တာပါ။ဒါပေမဲ့ခင်မွန်ဖြစ်သူကဒီလိုမျိုးမလုပ်ဘူးရဲ့လှုပ်တွေလှုပ်ပြီးတော့တချင်းစုံနေရတာကိုဇနီးတယ်လေးဖြစ်တဲ့အိနာကျော်စင်ကတော့မကြည့်ရတော့ပါဘူး။ဒါကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်တိုင်းဆက်ပြီးတော့မသွားတော့ပဲကိုယ့်ရဲ့စာဝတ်နေရေးစင်ပြေစေဖို့အတွက်အနုပညာလှုပ်တွေပြန်လှုပ်ဖို့ခုလိုဆုံးဖြတ်ချက်ချခဲ့ပါပြီ။ လက်ရှိမှာဆိုရင်တော့ကြောင်ညာလေးတွေကိုလက်ခံရှိုက်ကူးနေတဲ့ပုံရိပ်လေးတွေကလည်းပေါ်ထွက်လာခဲ့ပါပြီ။မကြခင်မှာတော့ရွှေရှင်စကားကြီးတွေရှိုက်ကူးဖို့တွေလှုပ်ဆောင်သွားတော့မှာဖြစ်ပြီးတော့လက်ရှိမှာတော့ပြည်သက်တွေနဲ့အရှင်လိုရှင်နှမှုပြန်ရအောင်ကြောင်ညာလေးတွေကိုလက်ခံရှိုက်ကူးနေကြတာပါ။တကယ်တော့ပြည်တီဦးနဲ့အင်နာကျော်စင်တို့ဆိုတာဟာအမှုပညာလောကရဲ့နာမည်ကျော်ထိပ်တန်းအကယ်ဒမီများရှိမင်းသားမင်းသမီးတွေဖြစ်ကြပါပြီ။သူတို့တွေသာအကြောင်းရင်းတစ်ခုကြောင့်အမှုပညာလောကတွေကအနားမယူခဲ့ဘူးဆိုရင်အခုချိန်မှာနောက်ထပ်အကယ်ဒမီစုတွေများစွာကိုရရှိပိုင်ဆိုင်နိုင်အောင်ပါပါ။ဒါပေမဲ့လေအခုလည်းရန်ကြီးနောက်မကြသေးတာမဟုတ်ပေမဲ့ ်သူတို့သာအနုပညာလုပ်တွေပြန်လုပ်မယ်ဆိုရင်ဝန်တာအာရနဲ့လက်ခံကြမယ်ထုတ်လုပ်ရေးတွေကလည်းဆင်သိရှိနေကြပါပြီပရိသတ်တွေဆိုတာကလည်းသူတို့ရဲ့ရုပ်ရှင်စကားအသစ်တွေကိုပြန်လည်ကြည့်ရှုကျင်တာကြောင့်စောင့်မျှော်နေကြတာပါဒါကြောင့်ခုလိုအားပေးသူတွေဆင်သိရှိနေတဲ့အတွက်မင်းသမီးကြီးအိန္ဒာကျော်စင်ကလည်းအရှင်လိုအနုပညာလုပ်တွေပြန်လုပ်ပြီးတော့စကားတွေရှိုက်ကူးတော့မယ်လို့ တည်ပြီးလာခဲ့တာဖြစ်ပါတယ်။မင်းသမီးကျော်အိနာကျော်စင်ဟာဆိုရင်အသက်40ကျော်လာပြီဆိုပေမယ့်အရှင်တို့နှုတ်ပြနေစေဖြစ်ပြီးတော့အလှပတွေကရော့ကြလို့မသွားခဲ့ပါဘူး။ဒါကြောင့်ကျွန်ညာရိုက်ကူးဖို့အတွက်ရိုက်ကွင်းနေမှာတွေ့ရတဲ့အချိန်မှာလေဒီကဲကူမှာနေဖျားမှတပါလို့လှပတည်တည်နေခဲ့တာပါ။ဒါကြောင့်ခုချိန်မှာဆိုရင်ပြည်တီဦးနဲ့မဟုတ်ဘဲအခြားသောဗင်းမင်းသားနဲ့မဆိုတွဲဖက်ပြီးတော့တရုတ်ဆောင်ရင်းနဲ့အရန်ကူမှာလိုက်ဖက်ကြီးနေမှာတည်ကြပါတယ်။ဒါကြောင့်အရန်ကြီးအချိန်မလိုခင်ခင်မုန်းဖြစ်သူလေးထပ်ပြီးတော့ မပြိမန်းစီရဖို့အတွက်ကိုရိုင်းရှင်စကားတွေပြန်လည်ရှိုက်ကူးဖို့ဆုံးဖြတ်ခဲ့တာပါအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာပြီးရုပ်ရှင်ကားတွေရှိုက်ကူးတော့မယ်ဆိုတဲ့တစ်ချိန်ကနိုင်ငံမကျော်အကယ်ဒမီမင်းသမီးအင်နာကျော်စင်ကိုပရိသတ်ကြီးတို့ရောချစ်မြော်ပဲနဲ့အားပေးဥမာလာဆိုတာပြောခဲ့ပေးပါအောင်ရှင်အာဘိနတ်စင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစေဝင်စားစရာအကောင်းနဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ဥမာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့အောင်ရှင်အာဘိနတ်စင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေး ကြနေပြီးတော့ဆူဒါမီတာစကားလေးလက်ဆောင်ပါလိုက်ပြစီရှင်။